အခု TV ကိုကြည့်နေတဲ့သူတွေမှာအယုတ်သေးအကြောင်းတွေကိုစိတ်ဝင်စားတဲ့သူတွေပါမလို့ထင်တယ်။အားကြောင့်မလို့ကျော်အခုနှစ်ပေါင်း100ကျော်လောက်တရမ်းရှိနေပြီဖြစ်တဲ့အယုတ်သေးတယောက်ကြောင်ပြောပြပေးမယ်။အများစုကတော့အယုတ်သေးလို့ပြောလိုက်တာနဲ့ Annabelle တို့ဘာလို့ညာတို့ပြေးမိကြတယ်။ဒါပေမဲ့ကျော်အခုပြောပြပေးမှာကတော့ Robert the Doll လို့အမည်ရတဲ့ပုံမှန်ပြထားတဲ့အယုတ်လေးကြောင်ပဲဖြစ်ပါတယ်။ ပထမအဆုံးအနေနဲ့အရွယ်ပုံစံအရွယ်ပုံစံကတော့မြင်ကြရတဲ့အတိုင်းပဲအရွယ်စားက၃လနှစ်အရွယ်ကလေးတယောက်အနေထားလောက်ရှိမယ်သူ့ရဲ့လက်ထဲမှာလည်းချင်းသေးလိုလိုခွေးလိုလိုအယုတ်လေးကိုပွေထားတာကိုတွေ့ရတယ်ပြီးတော့တင်မောသားအင်ကြီးအဖြူအောင်လေးကိုလည်းဝတ်ထားသေးတယ်တချို့ရဲ့ပြောစကားအရတော့ဒီတင်မောသားအင်ကြီးအဖြူအောင်လေးကအဲရုပ်ပိုင်ရှင်အဝတ်စားရေးဆိုပြီးပြောကြရတယ်အယောရဲ့ပုံစံကိုအပေါ်ယံကြည့်မယ်ဆိုရင်ဖြူဖြူစင်စင်လေးနဲ့လုံးဝအောင်ချစ်စရာလေးဗျာ။ဒါပေမဲ့ဒီအယောကလူတယောက်ရဲ့အသက်အန္တရာယ်ကိုပါချင်းချောက်နိုင်တဲ့မကောင်းဆိုးဝါးပူကက်ခံထားရတဲ့အယုတ်တယုတ်ပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်အယောရဲ့ပုံမှန်သဏ္ဍာန်ကိုပြောပြပြီးသွားပြီအဲကြောင့်မလို့ဆက်ပြီးတော့သူ့ရဲ့နောက်ကြောင်းကိုပြောပြပေးမယ်ဒီယောရဲ့တတန်နှစ်ပေါင်း100ကျော်နေပြီဆိုတော့ကျွန်တော်ထင်1900ပြည့်နှစ်တည်းလောက်ကဖြစ်မယ်ထင်တယ်ဒီ artist house ဆိုပြီးခေါ်ကြတဲ့အိမ်မှာနေထိုင်တဲ့ keywords family ဆိုတဲ့မိသားစုလေးကသူတို့ရဲ့တဦးတီးသောသားအတွက်လှုပ်ပေးတဲ့မွေးနေ့ပွဲမှာမွေးနေ့ရှင်ကောင်းလေးကိုသူ့ရဲ့အဖိုးကနေပြီးတော့မကောင်းဆိုးအပူကတ်ခံထားတဲ့အယုတ်လေးကိုမတီပန်းနဲ့မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ရာကနေ Robert ဆိုတဲ့အယုတ်လေးရဲ့ဇလန်းကဆပါတယ် ဒါပေမဲ့တချို့ website တွေမှာကျွန်တော်ရှာဖတ်ကြည့်ရတော့တော့ဒီရုပ်ကိုသူတို့အိမ်မှာအလုပ်လုပ်တဲ့အင်ရှင်နီမကျင်တတ်တဲ့အင်ကူတယောက်ကနေပြီးအောက်လန်းအတက်ပြင်ညာရင်လည်းအယုတ်ထဲကိုမကောင်းဆိုးဝါပူးကတ်သွားအောင်လှုပ်ခဲ့ပြီးတော့အဲ့ဒီအယုတ်ကိုကောင်းလေးအတွက်မွေးနေ့လက်ဆောင်အဖြစ်ပေးပြီးတော့သူမကျင်တတ်တဲ့သူ့ရဲ့အလုပ်ရှင်အင်ရှင်နီကိုလက်စားချေခဲ့ရဆိုပြီးဖော်ပြကြပါတယ် ဘာပဲဖြစ်ဖြစ်ကောင်လေးကဒီအယောက်မှတရေကတ်နေအောင်မတီးခဲ့တဲ့အတွက်ကြောင့်မလို့အယောက်လေးကိုရရချင်းမှာပဲအယောင်ကိုပျော်သွားခဲ့တယ်။ပြီးတော့အယောက်ရဲ့နာမည်ကိုလည်း Robert ဆိုပြီးတော့ပေးလိုက်တယ်။ Robert ဆိုတဲ့နာမည်ကတော့အယောက်ပိုင်ရှင်ကောင်လေးရဲ့နာမည်အပြည့်စုံဖြစ်တဲ့ Robert Eugene Otto ဆိုတဲ့အရှိဆုံးစကားလုံး Robert ကိုအစွဲပြုပြီးတော့ပေးထားတာဖြစ်ပါတယ်။အဲ့လိုနဲ့မွေးချင်းညီကိုမောင်နှမလည်းမရှိတငယ်ချင်းလည်းမရှိတဲ့ကောင်လေးယူခြင်းအတွက် Robert အယုတ်ကလေးကရက်သက်တပတ်အနှဲငယ်လောက်အထိကိုအဖော်ကောင်းလေးဖြစ်ခဲ့ပါတယ် ဒါပေမဲ့အဲ့ရောဘတ်ရုပ်အင်ကိုယောက်လာပြီးနှစ်ပတ်သုံးပတ်လောက်အကြာမှာပဲအိမ်မော်ရမှာလူမရှိဘန်းနဲ့ခြေတန်းနေကြားလာရတာပဲလူရိတ်လိုလိုပုံစံမျိုးတွေတွေ့လာရတာရင်ငိုးတန်းလိုလိုရဲတန်းလိုလိုအတန်မျိုးတွေကြားလာရတဲ့အထိပါဖြစ်လာခဲ့ပါတယ် အစားတော့အဲ့အင်ရလူတွေလည်းထင်အောင်ထင်မှားဖြစ်တယ်ဆိုပြီးတော့ထင်နေခဲ့ကြရဲ့ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီအဖြစ်ပြက်တွေကတနေ့ထက်တနေ့ပိုပိုပြီးတော့တိတာလာလို့ကောင်းလေးယူခြင်းကလည်း Robert ရုံနဲ့လူမရှိတဲ့အချိန်တွေမှာတယောက်တည်းစကားပြောနေတာကိုသတိထားမိလာကြပါတယ် အဲ့ထပ်ပို့ဆိုတာကတော့အိန်းနီးနာချင်းနေနဲ့ဖြတ်သွားဖြတ်လာရရပါအိန်ရှေ့ကဖြတ်သွားတဲ့အချိန်ဒီဆိုရင် ရောဘတ်ရုပ်ကဘရင်းပေါက်ကနေပြီးသူတို့ကိုလှမ်းကြည့်နေတဲ့ကြောင်းနဲ့အိန်ထဲမှာလူမရှိတဲ့အချိန်ဒီဆိုရင်တော့အယုတ်ကလှုပ်ရှားမှုတွေပြုလုပ်နေတယ်ဆိုပြီးပြောလာကြပါတယ်အဲ့ဒါကြောင့်မလို့အယုတ်ပိုင်ရှင်ကောင်လေးရဲ့မိဘတွေကလည်းရောဘတ်အယုတ်နဲ့သူတို့တွေ့ကြုံနေရတဲ့အဖြစ်အပျက်တွေကဆက်ဆက်နေကြအောင်တတိထားမိလာပြီးတော့ရောဘတ်အယုတ်ပေါ်မှာတန်တရားကြီးစောင့်ဝင်လာခဲ့ပါတယ် အဲ့လိုနဲ့တဏီတော်လာကွယ်ညာတညမှာတော့ကောင်းလေးယူခြင်းကသူ့ရဲ့အိတ်ခမ်းထဲကနေပြီးတော့ကြောက်လန့်တကြားအော်ဟင့်ငိုယူပြီးတော့သူ့ရဲ့မိဘတွေကိုအကူအညီလှမ်းတောင်းခဲ့ပါတယ် ဒါကြောင့်မလို့ကောင်းလေးမိပါရဲ့လေအထိတ်တလန့်နဲ့သူတို့သားရဲ့အိတ်ခမ်းစီကိုအပြေးလွှားသွားခဲ့ပြီးတော့အခမ်းနဲ့ရောက်တဲ့အချိန်မှာတော့အရန်ကိုကြောက်လန့်တုန်လှုပ်နေပြီးတော့ငိုရရင်ရောဘတ်အယုတ်ကိုလက်ညှိုးတထိုးထိုးလှုပ်နေတဲ့ကောင်းလေးယူချင်းကိုတွေးခဲ့ရပါတယ်။ဒါကြောင့်ပဲကောင်းလေးရဲ့မိပါတွေကအချိုးချောင်းမေးကြည့်တဲ့အခါမှာတော့ကောင်းလေးယူချင်းကနေပြီးရောဘတ်အယုတ်ကတောက်တိုက်ခိုက်ဖို့အမျိုးမျိုးစူးစမ်းနေရင်ပြီးတော့သူကတောက်ကိုအန္တရာယ်ဖြစ်စေခြင်းနေရာဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့်ကောင်လေးယူကျဲမိဘတွေကသူတို့သားရဲ့အသက်အန္တရာယ်ကိုပါချင်းချောက်လာတဲ့ရောဘတ်အယုတ်ကိုအဲ့ရဲ့ထောက်ကူထားမှာပိတ်ထားလိုက်ကြပြီးတော့အဲ့အယုတ်ကိုအစီရင်တွင်နဲ့ချုပ်ပြီး Key West Florida မှာရှိတဲ့ East Martello ဆိုရဲပြလိုက်ကိုပို့ခဲ့ကြပါတယ်။ရောဘတ်ယုံ East Martello ဆိုရဲပြလိုက်ကိုရောက်တဲ့အချိန်အားစပြီးပြလိုက်ကလည်းကဘာလက်ခီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်လာသလိုရောဘတ်အယုတ်ရဲ့ခြောက်လန့်မှုတွေကလည်းအရင်အလိုမျိုးမရှိတော့ပါဘူး။ ဒါပေမဲ့ပြားတိုင်းမှာရှိတဲ့ Robert အယုတ်စီသွားပြီးသူ့ရဲ့ရှေ့မှာမလေးမခန့်အပြုတ်မှုမျိုးတွေလုပ်မယ်။ဒါမှမဟုတ်ခွေမတောင်းမဲ့တပ်ပုံရိုက်မယ်ဆိုရင်တော့တေချာပါရဲ့အဲ့လူဒီဒုက္ခလှလှနဲ့တွေ့ရတော့မှာဖြစ်ပါတယ်။ဘလို့မျိုးဒုက္ခလှလှတွေလဲဆိုရင်တော့ချော်လဲပြီးခြေချိုးလက်ချိုးဖြစ်တာရောကားအက်ဆီဒန့်ဖြစ်တာရောခြေသူရည်စားတွေဒါမှမဟုတ်လင်မယားတွေကွဲခြားပြတ်ကြတာမျိုးတွေဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ viewer တို့လည်း Robert အယုတ်ရှိတဲ့ပြားလိုက်ကိုတကယ်လို့သွားလဲခင်မယ်ဆိုရင်အပေါ်မှာပြောခဲ့တဲ့အချက်တွေကိုတတိထားဖို့ပြောရင် video လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်။အဆုံးကြီးကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းအောင်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်။နောက် video မှာပဲပြန်တွေ့ကြပါမယ်။